စီးညီတဲ့ဖက်နှက်ကဖိမဖြစ်တာတို့ဖက်နှက်ရွေးမှလို့ကွင်းထဲမှာ slip ဖြစ်တာတို့ကြုံမှုကြလားဖက်နှက်ဝယ်တဲ့အခါကိုချရောက်ဆိုင်ခြေပြားအကြီးအသေးပုံမူတည်ပြီးရွေးချယ်ဖို့လိုသလိုကိုကံမဲ့ကွင်းပုံမူတည်ပြီးတော့လေဖက်နှက်ကိုရွေးချယ်ဝယ်ယူတတ်ဖို့လိုပါတယ်အထူးသဖြင့်အခုမှစဖက်နှက်ဝယ်စီးမဲ့သူတွေအဝယ်မမားဖို့ရည်ရွယ်ပါတယ်ကိုခြေထောက်နဲ့မကိုက်တဲ့ဖက်နှက်ကဈေးကြီးနေလေ comfort မဖြစ်ရင်ကို့အတွက်အလကားပါပဲ ဖဏတ်ပေါက်တာလည်းဖြစ်နိုင်သလိုအခက်မသိရင် injury လည်းရတတ်ပါတယ်ဒီဗီဒီယိုမှာဖဏတ်အမျိုးအစားတွေနဲ့ကွင်းပေါ်မူတည်ပြီးတော့ဘယ်လိုဖဏတ်မျိုးတွေကိုရွေးချယ်ဝယ်ယူရမလဲဆိုတာကိုပြောပြပေးမှာပါပထမတစ်ခုက SG soft ground မှာကန်တဲ့ဖဏတ်မျိုးစားဖြစ်ပါတယ် SG ဖဏတ်မျိုးစားတွေက metal scoop bar တွေတပ်ဆင်ထားလေးရှိပြီးဘာရဲ့အရှိရလဲအနည်းငယ်ပူရှိပါတယ်အဓိကကတော့ဆွတ်ဆွတ်ပြီးတော့ရှွန့်ဆန်တဲ့ မျက်ခင်းတွေပေါ်မှာကစားတဲ့ကကုတ်အားပူကောင်းအောင်လို့ထုတ်လုပ်တာဖြစ်ပါတယ်။ညီမာတဲ့ကွင်းတွေမျက်ခင်းတူကွင်းတွေမှာကံဖို့ဆိုရင်တော့ကံဖို့လုံးဝအဆင်မပြေပါဘူး။ဒုတိယတစ်ခုအနေနဲ့ကတော့ FG ဖနက်ပါ။ FG ဖနက်တွေကမျက်ခင်းစစ်တွေမှာကံဖို့ထုတ်ထားတဲ့ဖနက်ပါ။အထူးသဖြင့်ခြောက်သွေးတဲ့မျက်ခင်းတွေပေါ်မှာကံဖို့ပူအဆင်ပြေပါတယ်။အချို့ကံကျင်တဲ့သူကလည်းမျက်ခင်းသူ့ပေါ်မှာလည်းဒီ FG ဖနက်တွေနဲ့ကံကြပါတယ်။ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ကိုပါပဲ။ ကိုတို့အတွေ့အကြုံရပြောရမယ်ဆိုရင်ဖနက်အစ်စ်တွေဆိုရင်မတိတာပဲမဲ့ဖနက်ဟောင်းလာပြီးဘားတွေနည်းနည်းတုံးလာပြီးဆိုတာနဲ့မြခင်တူတွေပေါ်မှာကန်တဲ့အခါကုတ်အားတွေမကောင်းမင်းနဲ့ပြီးတဲ့အခါလဲချော်ပါတယ်တတိယတစ်ခုအနေနဲ့ကတော့ AG artificial ground ဖနက်မျိုးစားဖြစ်ပါတယ်ဒီဖနက်တွေကတော့မြခင်တူမှာပဲကန်ဖို့တီးတန့်ထုတ်ထားတဲ့ဖနက်တွေဖြစ်ပါတယ်ဒါဆိုမြခင်အစ်စ်နဲ့ရွှန်းဆန်တဲ့ဒီကွင်းတွေမှာကန်လို့မရဘူးလားဆိုရပါတယ်ဒါပေမဲ့ကုတ်အားတွေကြတော့အနေငယ်ကွာသွားမှာပါ နောက်တစ်ခုကတော့ MG Mardi Gras အမျိုးအစားဖြစ်ပါတယ်။ FG AG လို့လည်းခေါ်ပါတယ်။ကိုကမြက်ခင်းစစ်မှလည်းကန်ကျင်တယ်၊မြက်ခင်းတူးမှလည်းကန်နေဆိုရင်ဒီလိုဖက်နှက်မျိုးအစားကိုရွေးချယ်လို့ရပါတယ်။ဒီတစ်ခုကတော့ Tuff လို့လည်းခေါ်တယ်။အာမြက်ခင်းတူးဖူစဲဖက်နှက်လို့လည်းခေါ်ပါတယ်။အဓိကကတော့မြက်ခင်းတူးပေါ်မှာဖူစဲကန်တဲ့အခါမချော်အောင်ကုတ်အားတွေကောက်အောင်လို့ထုတ်ထားတဲ့မျိုးအစားဖြစ်ပါတယ်။နောက်ဆုံးခုကတော့ IC အင်ဒိုခေါင်လို့လည်းခေါ်ပါတယ်။အင်ဒိုဖူစယ်တွေမှာသုံးတဲ့ဖက်နက်မျိုးစားတွေဖြစ်ပါတယ်။ဒါပေမဲ့မြက်ခင်းတူကွင်းတွေမှာတောကန်နာမျိုးတော့အဆင်မပြေပါဘူး။ဖက်နက်ဝယ်ယူတဲ့အခါကိုကြိုက်တဲ့ brand ဆိုတာတက်ကိုနဲ့ comfort ဖြစ်မဲ့ဖက်နက်မျိုးစားကိုပဲဦးစားပေးပြီးဝယ်ယူပါ။ဖြစ်နိုင်မယ်ဆိုဆိုင်ကိုတိုင်းသွားပြီးစီးကြည့်ပြီးတော့မှဝယ်ယူတာအကောင်းဆုံးပါပဲအပျော်ပဲကန်ကန်ဝါသနာပါလို့ပဲကန်ကန်ကိုချရောက်တွေကိုကိုတန်ဖိုးထားတယ်ဆိုရင အတက်နိုင်ဆုံးဖက်နက်စီးပြီးတော့ပဲဘောလုံးကစားစေချင်ပါတယ်အခုလောက်ဆိုရင်ဘောကံဖက်နက်ဝယ်ဖို့စဉ်းစားနေတဲ့သူတွေရှိတယ်ဆိုရင်လည်းဒီဗီဒီယိုကြည့်ပြီးတဲ့အခါမှာကိုကံမဲ့ကွင်းပေါ်မူတည်ပြီးဘလို့ရွေးချယ်ဝယ်ယူရမလဲဆိုတာကိုနားလည်သွားမယ်လို့မျှော်လင့်ပါတယ်ဘောလုံးနဲ့ပတ်သက်ပြီးအခြားသိချင်တာရှိသေးရဆိုရင်လည်း comment ထဲမှာမိသားခဲ့လို့ရပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအားလုံးကျေးဇူးများတင်ပါတယ်